有没得 တိုက်ခိုက်မှုသူကပြောလိုက်တဲ့အချိန်မှာပဲဂူထဲကနေတဒိန်ဒိန်အတန်တွေကထွက်လာပြီးတောင်ရင်းတထောင်အားပေါ်လာကဝင်လင်းပေါ်ပစ်ချလိုက်ပါတယ်ချက်ချင်းပဲလူကြီးလျောက်ကဒပိုင်းနဲ့ထဲတိုက်ခိုက်လိုက်ကြပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့ဆုတ်ကြပါတယ်သူတို့ရဲ့ကောင်းကင်ကြီးပညာတွေကတက်ဖက်ဖို့ရွေချမ်းတဲ့အထူးတကားလှုပ်ဆောင်ပါတယ်ဝင်လင်းရဲ့မျက်လုံးတွေကတောက်ပွားဆောင်နဲ့လင်းလက်သွားပြီးစုပ်ခွမဲ့အစာရှေးကိုတိုးဝင်သွားပါတယ်မြောက်ဝန်ကနီးကပ်လာတဲ့အခါဝင်လင်းရဲ့ညာလက်ကလက်တီးဆုပ်ပြီးတော့ထိုးချလိုက်ပါတယ်ထိုလက်တီးချမ်းတဲ့အတူကျယ်လောင်တဲ့ဒပိုင်းနဲ့တန်များထွက်လာပြီးသူတို့ကဖျက်ချော့သွားတဲ့အခါဝင်လင်းရဲ့ ဲ့လက်တီးအားမြောက်ဝရဲ့ရင်ဘတ်ကိုထိမှန်သွားပါတယ်။ကြီးမားတဲ့မြောက်ဝရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းအနေနဲ့ဒရင်ဒိန်အတံများထပေါ်လာပြီးမြန်ဆန်နဲ့ဆုတ်ခွက်သွားပါတယ်။ဒူဝါရင်ကသုံးလမ်းပဲဆုတ်သွားပြီးသူ့ရဲ့ခန္ဓာရဲ့အပေါ်ပိုင်းကပောက်ကွဲသွားပါတယ်။မေယမနာနဲ့ဝင်လင်းကလေထဲကိုခုန်တက်သွားပါတယ်။သူကအောက်ကိုလူမျိုးနဲ့ထိုးပြီးတင်းငိမ်စွာနဲ့ပြောလိုက်ပါတယ်။ညှိုးနှမ်းတောက်ကိုအတွဲ သူကပြောပြီးရင်တော့သူ့ရဲ့လက်ဖုံးပေါ်ကညှိုးနှံတာကိုအတွေ့ရမင်းမောင်နဲ့အလင်းမြောက်ကိုထွက်လွတ်ပြီးထွက်ပြန့်သွားပါလေ။အနေရောက်မြို့ခိုးတွေပြေးနေတဲ့ကျောမောက်ဖွေရတားရဲ့ဥက္ကုံတစ်ခုကထွက်ပြန့်လာပါလေ။တားရဲ့ဥက္ကုံခုံရဲ့မျက်လုံးတွေကလည်းမင်းစာယုံချီများကလည်းထွက်လာပါလေ။ထိုးချိန်မှာအန်းတင်းစရာတစ်ဖက်ချင်းအရှင်ဝါတစ်ခုကပေါ်လာပြီးမင်းစာယုံချီတွေကထွက်ပေါ်လာတဲ့အခါမိကုံးရောအလင်းတွေကဝင်လင်းစီးကိုတွန်းဝင်လာတဲ့လင်းယုံငှက်ကြီးကိုဖုံးလန်းသွားပါလေ။ချက်ချင်းပဲလင်းယုံငှက်ကကြောက်ရွံ့တစ်ခုအဖြစ်ပြောင်းလဲသွားပါလေ။ ထိုချိန်မှာအနေရောက်မြူကြီးကလည်းနီးကပ်လာပါတယ်သူကပါဇက်ကိုဟားပြီးအားကောင်းတဲ့ဆွေယူအားတစ်ခုပါထွက်ပေါ်လာပါတယ်ဝင်လင်းကိုမြူချဖို့ကြိုးစားတဲ့အခါသူ့ရဲ့ပါဇက်ကနေအားကောင်းတဲ့သွေးရင်းနဲ့နေရာလည်းထွက်လာပါတယ်ဝင်လင်းရဲ့မျိုးလုံးတွေမှာအိဆက်မှုများပေါ်လာပြီးသူကဆုတ်ခွာသွားကသူ့ရဲ့တလုံးအိတ်ကိုပုတ်ပြီးအော်ဟစ်လိုက်ပါတယ်ဒါကကိုးစုံရဲ့သုံးစုံ ရွှေအောင်ဓာတ်တွေဟာသူ့ရဲ့အိထဲကနေချက်ချင်းပဲထွက်ပြက်လာပြီးသူ့ရဲ့ပလက်မှာဝဲပြန့်နေပါတယ်ဓာတ်29လက်ရှိပါတယ်ဓာတ်29လက်ကပေါ်လာတဲ့အချိန်မှာဓာတ်တစ်ဖွဲတစ်ခုအဖြစ်စူးစီးပြီးမွေကြီးစီကိုပြုတ်လိုက်ပါတယ်အန်တင်းစရာတရင်တင်းတံများထွက်ပေါ်လာတဲ့အခါမွေကြီးကဓာတ်29လက်နဲ့ဝင်းရခံနာရပါတယ်ဓာတ်တွေဟာမွေကြီးကိုအမြန်ဆန်းနဲ့ထွက်ပေါ်ဝင်ရောက်သွားတဲ့အခါ ငွေကြီးရဝန်ထဲချစ်ခွဲဖွဲ့ရအော်တန်ကိုထုတ်လွှတ်လိုက်ပါတယ်ထိုရအားလုံးကနှစ်ကိုရလိုထင်ရပေမဲ့ချက်ချင်းပဲဖြစ်ပြသွားတာပါကောင်းကင်တောင်ကအဖြူအောင်မြေခိုးလေးကိုဖောက်ထွင်းဝင်ရောက်ပြီးပစ်ချလိုက်တဲ့အခါအတွင်းကူကရုတ်တရက်မှောင်မိုက်သွားပါတယ်ဝယ်လင်းရဲ့မျက်နှာကဘာမှပြောင်းလဲပဲယတနာပစိတစ်ခုကိုထွက်ထုတ်လိုက်ပါတယ်ငရဲပုံ၁၈ထက်ကောင်းကင်ဒစိခတ်တုံးမှာပေါ်လာတဲ့အချိန်မှာပဲချက်ချင်းပဲကြီးထွားလာပြီးကောင်းကင်တောင်စီကိုတုံးဝင်သွားပါတယ်တောင်နဲ့ဒိုင်းခနဲတိုက်မိသွားပါတယ်ထိုအချိန်ကိုအခင်ကောင်းယူပြီးဝယ်လင်းရဲ့မျက်လုံးလေးမှာတစ်ဖက်ချင်းရွေချက်များပေါ်လာကသူကအဟိလိုက်ပါတယ် လေစင့်ခေါ်ခြင်းရုတ်တရက်ကဘာကြီးရဲ့အရောင်ကပြောင်းလဲသွားပြီးဝင်လင်းရဲ့လက်ထဲမှာအနေရောက်လေတစ်ခုကပေါ်လာကကဘာကြီးကိုဖုံးလွှမ်းသွားပါတယ်အနေရောက်လေထဲမှာအနေရောက်နဂါလေးကောင်ကချက်ချင်းပဲပေါ်လာပြီးဟိန်တန့်နေတဲ့အတူကိုပြေထွက်သွားပါတယ်ရှေးဦးမျိုးဝင်းကိုခေါ်တဲ့လူကြီးရဲ့မျက်နှာကလည်းအလုံးမယုံပြောင်းလဲသွားပြီးသူကအဟိလိုက်ပါတယ်ဘိုင်ဖန်ရဲ့ဒီပြင်ကြောင့်သူကတွန်းဆုံမနေပဲဆုတ်ခွာသွားပြီးမဲ့နှောက်ကျသွားပြီးအနေရောက်နဂါတကောင်ကသူ့ကိုဝါမျိုးလိုက်ပါတယ်ကျန်တဲ့၃ယောက်ထဲကတောင်းခေါ်တဲ့သူကလွယ်လို့ကျန်တဲ့၂ယောက်ကလည်းမလွတ်မြောက်နိုင်ပဲအနေရောက်နဂါရဲ့ဝါမျိုးချင်းကိုခံလိုက်ရပါတယ် ထိုရာအလုံးကရန်ဥမာမျက်စံလုံးမတွေကြံတဲ့လူကြီးကလည်းစုခွာသွားပြီးလိခုံပေါ်မှာဆင်းသက်လိုက်ပါတယ်သူကထူးဆန်းတဲ့ဤပညာတစ်ခုရွတ်ဆိုလိုက်တဲ့အခါအခွန်အားနေရေလိုမျိုးအလင်းတန်းနေရာသူစီကိုစီးဝင်လာပါတယ်လူကြီးရဲ့အချိန်မှာတူလာတော်ကိုမြင်တော့ဝလင်းကဘလူးလုတ်ပြီးသူ့ကိုစိတ်တိုင်းကြလှုပ်ခွင့်ပြီးမှလည်းဝလင်းကညာလက်ကိုမြှောက်ပြီးယက်ထိုးအချိန်မှာလူကြီးကသူ့ကိုယ်သူမိမျိုးသွားတယ်လို့ခံစားရပြီးမမြင်ရတဲ့ခြေရဲ့အရေးအတွက်မရှိဝင်းရထားတာကိုခံစားရပါတယ်သူကရတ်တက်ဤပညာကို သူကရေယူလိုက်ပါတယ်သူမှထူးဆန်းတဲ့အမှုရာတစ်ခုဟာရှိပြီပြောရမယ့်ချိန်မှာပဲနောက်ဆုံးဝန်ထမ်းရောင်းတကာသူ့ဝါမြူလိုက်ပါတယ်လူကြီးဝလင်းကလူကြီးရဲ့မျက်နှာပေါ်မှာပေါ်လာတဲ့ထူးဆန်းတဲ့အမှုရာကိုမြင်လိုက်ရပေမဲ့ထူရာကြောင့်စဉ်းစားနေဖို့အတွက်အချိန်မို့ပါဘူးဝလင်းကလိမ့်ခုံရဲ့ရှေ့ကိုရောက်လာပြီးသူ့ရဲ့ညာလက်ကိုမျောက်လိုက်ပါတယ် သူကလက်တီးကိုဆုပ်တဲ့အခါရှေးအောင်နှဖျားရဲ့လမောင်းပုံကြီးတစ်ခုကပေါ်လာပါတယ်ပြီးတော့သူ့အောက်ကလိတ်ခွန်ပေါ်ကိုရဆက်စွာနဲ့ပစ်ချလိုက်ပါတယ်ဂူတစ်ခုလုံးဝတုန်ခါသွားသလိုကျေလောင်တဲ့ဒိန်းဒိန်းတံများထပေါ်လာပြီးမြေပြင်ပေါ်မှာအကွဲကြောင်းတွေအရေးတွက်မရှိပေါ်လာပါတယ်လိတ်ခွန်ကပြင်းထန်စွာနဲ့လှုပ်ခတ်သွားပြီးမြင်အကွဲသွားတဲ့လက္ခဏာတို့မပြပါဘူးထိုးအချိန်မှာနိုင်ကူလီပင်းရှင်တခင်နဲ့အဖွဲရကောင်းလိတသားတွေကိုအပီးတက်လိုက်ပြီးငွေရောင်အလောင်းကပန်းဝင်းညင်တွေကိုဆုပ်ယူလို့ပြီးသွားပါတယ်သူမရဲ့မျက်နှာကလည်းနေရင်နေပြီးထူးဆန်းတဲ့ပြောင်းလဲမှုတစ်ခုကဖြစ်သွားတဲ့ပုံရပါတယ် ဒီဖွဲ့စည်းပုံအစီရင်ကိုဖြုတ်ခွဲပြစ်လိုက်ဝန်လင်းရဲ့အမိတစ်ခုနဲ့အတူလူတိုင်းကသူတို့ရဲ့ဤပညာအမျိုးမျိုးကိုအခွန်ပေါ်ပြတ်မှတ်ထားပြီးတော့အသုံးပြုလိုက်ကြပါလေဒတိုင်းတိုင်းအတန်ဒီကထွက်ပေါ်လာတဲ့အခါလိတ်ခွန်ကတဖန်လုခောက်သွားပါလေကျောက်တရာကလည်းပြုတ်ကွဲစားဖြူလာပြီးမကြခင်မှာပဲအပြီးတိုင်းပျက်စီးသွားပါလေဒိုးရတဲ့လိတ်ခွန်ကတော့အပြည့်စင်းမရှိရှိနေစေဖြစ်ပြီးအရောင်အနေငယ်မှင်းသွားုံပါပဲ ဝလင်းကမျက်မှောက်ကျိုးလိုက်ပြီးတီဗီစိမ်းနဲ့အန်းတင်သွားပါတယ်ထိုလေးခုံရဲ့အကာအွယ်စွမ်းရည်ကသူမျောလင့်ထားတာထက်ကိုကျော်လွန်နေပါတယ်သူ့ရဲ့ရှီယုံနှဖျားလက်တီးချက်ကိုလူကြီးတွေရဲ့တိုက်ခိုက်မှုကပါလေးခုံကိုပြုတ်ခွဲစေပါဦးအလုံးစုံမျက်ရှိသူနဲ့လင်ထင်းဦးကဝင်ရောက်ခဲ့တဲ့ကောင်းကင်ခူတွေမှာလဲဒီလိုအခွန်အရေးရှိလားဆိုတော့ငါမသိဘူးသူတို့မှလည်းအခွန်အရေးရှိခဲ့ရင်ဘလို့ဖြုတ်ခွင်းခဲ့လဲဝလင်းရဲ့မျက်လုံးတွေကလေးခုံကိုကြည့်ပြီးတောက်ပတ်သွားပါတယ်သူအန်းအန်းတင်းုံနေမကပဲလှိုင်ကူလီပင်းရှင်သခင်နဲ့အဖွဲရအောင်အန်းအန်းတင်သွားပြီးသူတို့ရဲ့အကြည့်တွေကလေးခုံပေါ်မှာစုဝင်နေပါတယ် လူတိုင်းကလိမ့်ခွန်းကိုကြည့်နေတဲ့အချိန်မှာလိမ့်ခွန်းကလင်းလက်သွားပြီးအတွင်ပိုင်းကနန်းတို့ကတဖြည်းဖြည်းနဲ့ပေါ်လာပါတယ် အတွင်းပိုင်းကနန်းတော်ဝါတဖြည်းဖြည်းနဲ့ပေါ်လာပါတယ်နန်းတော်ဝါလုံးဝမဲမောက်နေတဲ့အတွက်အတွင်းပိုင်းကိုမမြင်နိုင်ပေမဲ့အတွင်းပိုင်းကနေခြေတံများထွက်လာပါတယ်ဂူထဲမှာတိတ်ဆိတ်နေတဲ့အတွက်ခြေတံကတူတူလေးဖြစ်ပေမဲ့ရှင်းရှင်းလင်းလင်းကိုကြားနိုင်ပါတယ်ထိုခြေတံတွေကထူးဆန်းတဲ့အစွမ်းတစ်ခုရှိပြီးသူတို့ရဲ့အတန်တွေကလူတိုင်းရဲ့နားထဲကိုဝင်ရောက်သွားတဲ့အခါသူတို့ရဲ့နှလုံးခုန်တန်တွေကိုမထင်မှတ်ပဲတပိုင်နဲ့ထဲခုန်လာစီပါတယ်ခြေလန်းတိုင်းကသူတို့ရဲ့နှလုံးသားတွေကိုနင်းနေသလိုပါပဲလှိုင်ကူလီပင်းရှင်သခင်ရဲ့မျက်နှာကလည်းပြောင်းလဲသွားပြီးသူတို့ရဲ့ခန္ဓာကိုယ်ထဲကမူလဆွေရင်ကမြန်ဆန်တဲ့လေပတ်လာကနောက်ဆုံးမှတော့သူ့ရဲ့နှလုံးခုန်တန်ကိုခြေတံတွေက ရားနဲ့ခွဲထုတ်လိုက်နိုင်ပါတယ်ဒိုးဝါရင်ချန်ဂျီကိုတောင်းရောက်ခေါင်းကြီးကောင်လေးနဲ့လေဂျီမာတော့ဒီလိုလုပ်ဖို့အတွက်ကြီးညက်မှုအဆင်မရှိပါဘူးခြေတန်လေးကနီးကပ်လာတဲ့အခါသူတို့ရဲ့မျက်နှာဖြူဖြောလာပါတယ်ငွေရောင်အလောင်းတစ်ယောက်ထဲကသာပုံမှန်တိုင်းရှိနေပါတယ်သူမကငြိမ်ရှိတဲ့အလောင်းတစ်ခုဖြစ်တဲ့အတွက်နှလုံးခုန်တန်မရှိပဲတည်ယုံမှုမရှိပါဘူးဝယ်လင်းရဲ့မျက်နှာကတော့တဖြည်းဖြည်းနဲ့မှိုင်မဲလာပါတယ်သူမှရှေးအောင်နှဖျားခန္ဓာကိုယ်ကရှိတဲ့အတွက်ထူကဲသောစိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုကိုခံနိုင်ရှိပါတယ် မန်တို့ရဲ့အနေဆိုင်ဆုံးနေရာကနေတရားဥပကထွက်လာနေသလိုခြေတန်းကပို့ပြီးတော့ရှင်းလင်းလာပါတယ်။ချန်ညူကိုတောင်းရဲမျက်နှာကနေပို့ပြီးတော့ဖြောဖြောလာပြီးခေါင်းကြီးကောင်လေးရဲ့ခေါင်းပေါ်ကအကျော်ရီယာဖောင်းလာပါတယ်။လေကြီးရဲ့ကြင်ညက်မှုအစင်ရတော့အနေဆုံးမှာသူ့ရဲ့ခန္ဓာကတွန်းလှုပ်သွားပြီးခြေလန်းနေငယ်ဆုတ်ခွာသွားပြီးမယ်။သူကခံနိုင်မရှိတော့ပါဘူး။ သူကဟိန်တန့်ပြီးပြီးသူ့ရဲ့ခန္ဓာကိုယ်ကပေရပေါင်းများစွာကြီးထွားလာကနောက်ဆုံးမှတော့ခန္ဓာရင်ရှိလာပါတယ်။နန်းတော်ရဲ့ဝင်ပေါင်းကိုရောလာပုံရတဲ့ခြေတန်နေပါထိုးအချိန်မှာနန်းတော်ထေရကနေအဖျော်ပုံကြီးတစ်ခုကပေါ်လာပါတယ်။အလင်းနန်းတစ်ခုကလိန်ခွန်းဖောက်ထင်းဝင်ရောက်ပြီးဝင်လင်းပေါင်းကိုကြောက်လာပါတယ်။မပေါ်လာတာကြာပြီဖြစ်တဲ့အသက်ရှင်ခြင်းနဲ့တည်ဆုံးခြင်းရဲ့အကျက်တဲတစ်ခုကဝင်လင်းကိုမှုန်တိုင်းတစ်ခုလိုမျိုးဝင်းရလာပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ကအမွှေးရည်အလုံးကလည်းထောက်မှတ်သွားပါတယ်။ ဝန်လင်းရဲ့လက်ရှိကျင့်မှုအစဉ်အားအရင်အားလိုမိုးတော်တာကြောင့်အန်ဒီယကိုခန်းစားရစီမဲ့အချိန်ကြီးအားတိတ်ပြီးတော့မရှိတော့ပါဘူးအထူးသဖြင့်ကျင်ငါပွင့်ရှိအောင်နှဖျားဖြစ်လာပြီးရနောက်မှာပါရန်သူရဲ့ကျင့်မှုအစဉ်အားနိဗ္ဗာန်တန်းစင်သူနှောက်ပိုင်းအစဉ်ဒါမှမဟုတ်အထက်မှမဟုတ်ရင်ဝန်လင်းအတွက်ပြင်ထန်တဲ့အန်ဒီယကိုပို့ပြီးတော့ခန်းစားဖို့ဆိုတာမဖြစ်နိုင်ပါဘူးသူဝရင်အဖျွန်ပုံရိပ်ကပေါ်လာတဲ့အချိန်မှာဝန်လင်းရဲ့အန်ဒီယခန်းစားချက်ကအထုံးထဲကိုရောက်ရှိသွားပါတယ်ဇပင်းနေအားလုံးထောက်မှတ်သွားတဲ့ခန်းစားချက်ကဝန်လင်းမကြခနာမခန်းစားရတော့ပါဘူးသူ့ရဲ့ညလုံးနေရာကျင်းသွားပြီးမတိစိတ်ကချီလန်းနေငယ်နောက်ဆုတ်သွားပါတယ်မျိုးလုံးထဲက အပြောင်းလင်းတန်းအဖျော်ပုံရင်ကိုစိုက်ကြည့်နေပါတယ်။နန်တော့ထရကနေတိတ်ဆိတ်လာတဲ့တပင်းချတန်တခုကလည်းထွက်လာပါတယ်။အဖျော်ပုံရင်ကထပ်ပေါ်လာပြီးဝလင်းတို့အဖွဲရှိမှပေါ်လာတာလှပတဲ့အမျိုးသမီးတယောက်ပါ။ထိုအမျိုးသမီးကအရန်ဦးမှလှပါတယ်။နဆိုးနှစ်ဖျားအဆင့်ထိလောက်လှပါတယ်။လူမေနဲ့ရှင်လူမေကအသွင်ပြေမှာရှင်နိုင်ပြီမဲ့သူ့မှာပြုံးဝပြတတ်နိုင်တဲ့ခံစားချက်တခုကလူနေပါသေးတယ်။ထိုအမျိုးသမီးကတော့ကမ္ဘာပန်းတွင်လို့ပဲကမ္ဘာနဲ့အတူပွင့်လန်းပြီးတော့ညှို့နှံသွားပါလိမ့်မယ်။သူမရဲ့ခန္ဓာတဝက်သေးကိုပဲပြသပါတယ်။ဝလင်းကိုကြည့်ပြီးရဲ့နောက်အခြားလူတွေကိုကြည့်ပြီးမှဆုတ်ခွာသွားပါတယ်။သူက ားတဲ့ခဏလေးကြီးလိုက်တာနဲ့တည်းဝင်လေးရဲ့နှလုံးသားကိုတူနေရိုက်ခံရသလိုခံစားလိုက်ရပါတယ် ခေါင်းထဲမှာတဝီတံများကိုကြားလိုက်ရပြီသူတို့ဘက်အန်ထွက်လာပါတယ်ပြီးတော့ခြေလန်းနေငယ်နောက်ဆုတ်ပြီးမျက်နှာညှို့ငယ်သွားပါတယ်ဝင်လင်းရတော့ဒီလိုဖြစ်နေရင်အခြားလူတွေဆိုရင်တော့ပို့ပြီးတော့ဆိုးသွားပါတယ်လှန်ကူလီပင်းရှင်သခင်ရဲ့မျိုးလုံးတွေကပြုတ်ကျသွားပြီးသွေးနီးအောင်တန်းလာကသူတို့ဘက်ထွက်လာပါတယ်တောင်လိုကြီးမားတဲ့သူ့ရဲ့ခန္ဓာကိုယ်ကလည်းတုံရင်သွားပြီးမူလာရွယ်စားရဲ့တဝက်လောက်ထိကိုချုပ်သွားပါတယ်မူလာဆွမ်းရဲ့အမြောက်များကလည်းသူ့ရဲ့စိတ်ထဲကိုဝင်ရောက်လာပြီးခြေလန်းနေငယ်နောက်ဆုတ်သွားပါတယ်မျက်နှာဖြူဖြောင်းနေပြီးအချင်းလေးကိုထိလန်းနေက ပန်းပွင့်ကောင်းကင်ဘုံတောင်သူကအဟိလိုက်ပါလေခြံကြီးကိုတောင်းတော့ကတော့လုံးဝမခံနိုင်တော့ပါဘူးတစ်ချက်ကြည့်လိုက်တာနဲ့ရီချံရဲ့မျက်လုံးလေးကမှုံသွားသွားပြီးရင်ဘက်ထဲကနေတဟုံးမိတံများထွက်လာပါလေသွေးတစ်ပွက်ကြီးကထွက်လာပြီးကောင်းကင်ကနေပြုတ်ကျသွားပါလေထိုးချိန်မှာသူ့ရဲ့မျက်လုံးထဲကထိတ်လန့်မှုကအထုံးထဲကိုရောက်ရှိသွားပါလေရီချံနဲ့ရီလုံးအတွဲကတော့သူ့ရဲ့နှလုံးသားတွေကထုဖောက်ခံသလိုပဲသွေးတွေကသူ့ရဲ့ခန္ဓာကိုယ်အပေါက်တွေကနေပန်းထွက်လာပြီးအဝတ်စားတွေကိုဆွတ်ဆွတ်သွားစီပါလေသူတို့ကကောင်းကင်ကနေပြုတ်ကျသွားပြီးချက်ချင်းပဲစတင်ကျင့်ကြံစာပြုလိုက်ကြပါလေ ။ခေါင်းကြီးကောင်းနေတဲ့လေကြီးကတော့အတူတူပါပဲ။လေကြီးရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကစိတ်ထိုင်ရအောင်မခံနိုင်ပါဘူး။မြွေရင်ပေါ်ဒူးထောက်ကျသွားပြီးမျက်နှာဖြူဖြောနေပါတယ်။ငွေရောင်လောင်းတစ်ခုထဲရပဲပုံမှန်တိုင်းရှိနေပေမဲ့သူမရဲ့မျက်လုံးလေးမှာထူးဆန်းတဲ့အလင်းတစ်ချက်ကဖြစ်ပြီးသွားပါတယ်။တစ်ချက်ကြည့်လိုက်တာနဲ့ဒီလောက်ကြောက်စရာကောင်းတဲ့စွမ်းအားပါဝင်နေရာကြောင့်ဝယ်လင်းကစိတ်ညစ်သွားပါတယ်။ ထိုရာအပြင်လိုင်းကူလေးခုတည်းကတခုမြတ်တာဖြစ်ပေမဲ့လည်းအနေရကရန်ဥမာများနေပါပြီနောက်ဆုံးလိုင်းကူဝင်ရောက်သွားပြီဆိုရင်တော့နေရာတိုင်းမှာအနေရကရှိနေမှာတည်ကြပါတယ်ငါဝန်လင်းရငါရဲ့ဘဝမှာအနေရအများဆုံးခီးစဉ်ဟာဒီနဆိုးဝိညာဉ်ပင်လေခီးစဉ်ဖြစ်နေမှာဟုဆိုရင်မိတယ်ဝန်လင်းကအနေရကိုချုပ်တင်မျှော်လင့်ထားပေမဲ့သူခေါ်လာတဲ့လူတွေနဲ့အပြင်ဘက်တိုင်ကူမှတင်သူတို့ရဲ့စွမ်းကမလုံလောက်ဘူးလို့မထင်သာမိပါဘူးအဖြူအပေါ်ရင်းကနန်းတော်ရဲ့မှောင်မိုက်တဲ့နေရာတွေကိုပြင်ပြောက်ကွက်သွားတော့အမြင်တော့ဝန်လင်းရဲ့မျက်လုံးတွေကလင်းလက်သွားပါတယ်သူ့ရဲ့ဉာဏ်ပညာနဲ့ထိုအကြီးကိုကြီးလိုက် ာသတိပေးချက်တစ်ခုဆိုတာသိလိုက်ပါတယ်သူတို့အထူးသဖြင့်ဝင်လင်းကိုဝင်မလာဖို့အတွက်သတိပေးတာပါအထာအချိန်မှာဆိုရင်တော့ဒီလိုသတိပေးချက်နဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုကိုကြုံတွေ့ရပြီးရင်တော့ဝင်လင်းကထုံနေရောင်ရှောင်ဖို့အတွက်ရွေးချယ်ပါလိမ့်မယ်ဘလူးအဖြစ်ဖြစ်သူလုံးနေတာတရားရွေးလိုင်ကိုကျူးကျော်ဝင်ရောက်နေသလိုပါပဲတဝရင်ဝင်လင်းသွားမှာခီးစင်မှာအလုံးကကြော်ရီအတွက်ပါသူ့ရဲ့အကြီးမားဆုံးစာနာချင်းရွှန့်ကိုပြန်လဲပြီးတော့ရှင်သန်လာစေဖို့အတွက်ပါသူမကိုပြန်လဲရှင်သန်စေဖို့အတွက်အကောင်းဆုံးအခွင့်အရေးရှိတဲ့သူကသူမရဲ့ဖခင်ချင်းလင်းပါ ဝင်လင်းကစစ်ထူနန်ပေါ်ကျေးဇူးတင်လို့ပဲကျော်ဝီကိုလည်းကျေးဇူးတင်နေသေးပါစစ်ထူနန်ကဝင်လင်းကိုကျဉ်းကျဉ်းသူဖြစ်လာဖို့ကူညီပေးခဲ့ပြီး ကျော်ကြီးကတော့သူ့ရဲ့ကျင့်ကြံမှုရဲ့ရေးပါတဲ့အခမ်းအနားလေးမှာပါဝင်ခဲ့ပါတယ်။ကျော်ကြီးရဲ့အနာတက်ချင်းတလင်းကြွားတာမှာပါခဲ့ဦးဆိုရင်ဝလင်းရဲ့ကျင့်ကြံမှုလမ်းကြောင်းမှာတည်ဆုံသွားပြီဖြစ်ပါလိမ့်မယ်။ဒါအပြင်စစ်ထူငန်တွေကအစိတ်ကိုခဏတာနှိမ်နှင်းထားနိုင်ပေမဲ့နှစ်ယောက်လုံးကတည်ထားတာထိုအစိတ်ဝင်ဖြည့်ရှင်ဦးဆိုရင်အကျိုးဆက်တွေကအရန်အောင်မှဆိုးရွားသွားပါလိမ့်မယ်။သူ့ရဲ့ရေးကြီးဆုံးကျေးဇူးရှင်နှစ်ယောက်ဖြစ်တဲ့စစ်ထူငန်နဲ့ကျော်ကြီးတို့ရဲ့မျှော်လင့်ချက်အားလုံးကထိုနေရာမှာရှိနေတယ်လို့ပြောလို့ရပါတယ်။အန်နီရဲ့များနေပေမဲ့လည်းနောက်ဆုတ်ဖို့အတွက်မြူးချနိုင်ပါဘူး။အခြားလူတယောက်ရဲ့လိုင်းကူကိုကျူးကျော်ဝင်ရောက်ပြီးမတရားတဲ့လုပ်တွေလုပ်ရပါစေဝလင်းက နှမရမှာမဟုတ်ပါဘူးဒီလောကမှာဘသူအမှန်နဲ့ဘသူအမှားတယ်ဆိုတာပြောဖို့ခက်ပါတယ်ကြော်ရည်နဲ့စစ်ထုံနံကိုကုညီနိုင်သေးရတော့သူ့အတွက်ကတော့သူမှန်တယ်လို့ပဲယူဆပါတယ်တဝရင်နန်းတော်ထရေအဖျော်ပွင့်အတွက်တော့လှိုင်းကူကိုကျူးကျော်ဝင်ရောက်လာသူကမှားပါတယ်ရွေးချယ်မှုကိုပြုလုပ်ပြီးပြီဆိုတော့ဒီလမ်းတိုင်းဆက်လျှောက်ရမယ် ဝယ်လင်းကအသက်ကိုပြပြရှူပြီးလိမ့်ခွန်ရှိမှရက်လိုက်ပါတယ်။ညာလက်ကလီဟာနဲ့ထဲကိုလှမ်းလိုက်ပါတယ်။ကြောက်ကူတစ်ခုလုံးမှဟိန်းသက်များကပိတ်နေသွားသလိုလီဟာနဲ့အကွက်ကြောင်တစ်ခုကိုဖွင့်လိုက်သလိုပါပဲ။ချင်းစစေးလီတွေကတိုက်ခက်လာတဲ့အမျှအနေရောအလင်းများကဆူဝေးလာပါတယ်။မကြခင်မှာပဲဝယ်လင်းရဲ့လက်ထဲမှာလှမ်းတစ်ချောင်းရဲ့ပုံရိပ်ကပေါ်လာပါတယ်။မူဂျိုးအလင်းတွေကပြင်းထန်လာပြီးတဖျက်ဖျက်မိတန်းတွေကတိတ်ဆိတ်နေတဲ့ကြောက်ကူထဲမှာပိတ်တင်ထသွားပါတယ်။ထိုးချိန်မှာဝယ်လင်းရဲ့နောက်မှာရှီအောင်နှဖျားရဲ့ရိတ်ကပေါ်လာပါတယ်။နှဖျားတက်လန့်ကိုဆုပ်ကိုင်လိုက်တဲ့အခါရှီအောင်နှဖျားရဲ့ရိတ်ကလည်းလှမ်းလိုက်ပြီးကြီးမားတဲ့ဟိန်းသက်တစ်ခုကထွက်လာပါတယ်။ ေးရဲလက်ထဲမှာလည်းနဖျားတက်လန်တစ်ချောင်းအပေါ်လာပါတယ်။ကြောက်ကုထဲမှာမူလာဆွေရင်နေရာပြင်းထန်စွာနဲ့လှန်လှန်လေးလေးပြင်းထန်လာပါတယ်။ဝလင်းကတောက်ပြပြင်းရှုပြီးနဖျားတက်လန်ကိုမျှောက်လိုက်တဲ့အခါမြေရင်ပေါ်ကကြောက်စရစ်တွေကလီတဲကိုပြန်ဝင်လာပါတယ်။ကြောက်စရစ်တွေမကပဲမြေထရရေတရတော့ရက်တန့်သွားပြီးလီတဲကိုပြန်ဝင်လာပါတယ်။ဖြူချားနေတဲ့မျောစင်လေးကူကအပျက်စီးတွေကလည်းလီတဲကိုပြန်ဝင်လာပါတယ်။ထိုးအချိန်မှာကြောက်ကုတစ်ခုလုံးကထူးဆန်းသွားပါတယ်။ဘသူမှထိခိုက်အောင်လို့မလုပ်ချင်ဘူး။ အစိုးပိုင်းရဝဉဉ်လေးကူကလည်းမူလားခန္ဓာကိုယ်တွေမဟုတ်ပဲအကျွင်းကြံနေပဲအခုထိလည်းဒီအခွန်ကိုဖောက်ထင်းပြီးတော့လှိုင်းကူကိုသွားတဲ့လမ်းကြောင်းအောင်ပဲဖွင့်ကျင်တာ ဝန်လီရဲ့တတိယမျက်လုံးကလည်းပေါ်လာပြီးတတိယမျက်လုံးအောက်ကကျင်ကားပွင့်ကအနှိမ့်မြနဲ့လည်ပန်းနေပါတယ်။ရှီအောင်နှဖျားရဲ့စွမ်းအားကဝန်လီရဲ့ခန္ဓာကိုယ်ကိုပြင်းထန်လာပါတယ်။ဝန်လီရဲ့ခန္ဓာကိုယ်ကယူတရဲလှူရှားသွားပြီးနှဖျားတက်လန့်ကိုဖြင်းချင်းဆွနဲ့လှူရှားလိုက်ပါတယ်။လှန်လှူရှားသွားတာလီဟာနေကိုခွဲလိုက်သလိုပါပဲ။နှဖျားတက်လန့်ကိုကင်ဆောင်လာတဲ့ဝန်လင်ကလက်စီတောင်းလို့မျက်စွမ်းသွားလက်ခုစီကိုယူလျောက်သွားပါတယ်။ဝန်လင်ကနီးကပ်လာတဲ့အခါသူ့ရဲ့မျက်လုံးတွေဟာစိတ်ပိုင်းဖြစ်တာမှုများနဲ့ပြင်းထန်နေပြီးလိုင်ကူလီပင်းရှင်သခင်ငွေရောင်းလုံးဒီအခွန်ဖောက်ထင်းမှုအတွက်ကုညီ သူကအဟိလိုက်ပါလေ။ပန်ကူလီပင်းရှင်သခင်ကတောင်မြောက်အကြိတ်ပြီးရွေလျာလာပါလေ။သူ့ရဲ့ခန္ဓာကိုယ်ကပုံမှန်လူရွယ်စားတဲ့အလင်းမြန်နဲ့ကျုပ်သွားပါလေ။ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကရွှေရောင်လေးမျိုးကိုထုတ်လွတ်ပြီးကြောက်ပြားတစ်ချက်ကပေါ်လာပါလေ။ထိုကြောက်ပြားမှာမော်ထင်းစတဲ့အများကြီးရရှိပြီးရွှေရောင်လေးနေရာထပ်ပေါ်နေပါလေ။လှန်ကူလီပင်းရှင်သခင်ကရှေ့ကိုလူမျိုးနဲ့ထိုးလိုက်တဲ့အခါကြောက်ပြားကလေးခွန်းစီကိုလေထဲမှာတွှ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  ကျောက်ပြားအခုံပေါ်ပြင်းထန်စွာနဲ့ပစ်ချလိုက်တဲ့အချိန်မှာကြီးမားတဲ့ပောက်ကွဲတန်အထွက်လာပြီးအခုံကပြင်းထန်စွာနဲ့လက်လက်ထသွားပါတယ်။ငွေရောင်လောင်ကအရောင်၅မျိုးပါတဲ့မိခိုးတွေကိုထုတ်လွှတ်ပြီးလိတ်ခွန်းစီကိုတက်တဲဥတီသွားပါတယ်။အရောင်၅မျိုးပါတဲ့မိခိုးတွေကလိတ်ခွန်းကိုဖုံးထုတ်သွားပြီးအေးပြောစီပါတယ်။လိတ်ခွန်းကလည်းပို့ပြီးတော့ပြင်းထန်စွာနဲ့လင်းလက်ထနေပါတယ်။ ထိုးအချိန်မှာဝင်လင်းကနဖျားတက်လန်ကိုရဲဆန်းနဲ့ပြစ်ချလိုက်ပါတယ်နဖျားတက်လန်ကယူတုနေတဲ့ငကားတခုလိုလီထဲမှာတရှူရှူနဲ့လိခွန်းစီကိုဥတီသွားပါတယ်ရန်အုံးမှမြန်လုံးနာကြောင်လှန်ရဲ့ဖျားကလိခွန်းကိုချက်ချင်းပဲထိသွားပါတယ်လှန်ကထိမိတဲ့နေရာကနေစွိုင်းပုံလိုင်းနေရာရုတ်တရက်ပြန့်နှံ့သွားပြီးကြီးမားတဲ့ဟိန်တန်တစ်ခုကထွက်လာပါတယ် တစ်ချိန်တည်းမှာပဲလှန်နှဲထိမိတဲ့နေရာမှာအကွဲကြောင်းတွေကပေါ်လာပါတယ်အကွဲကြောင်းကပေါ်လာတဲ့ချိန်မှာအရောင်ငါမျိုးပါတယ်မိခိုးတွေကအကွဲကြောင်းတွေကိုဝင်ရောက်သွားပါတယ်ရွှေရောင်ကြောက်ပြားရဲ့တိုက်ခိုက်မှုကြောင့်အကွဲကြောင်းတွေကပိုကြီးလာပြီးအခုံကလုံအောင်ပြုတ်ကွဲသွားပါတယ်ပြုတ်ကွဲသွားတဲ့အခါနန်းတော်တစ်ခုလုံကလင်းလက်သွားပါတယ်အခုံရဲ့အစိတ်ပိုင်းတွေကအဝေးကိုတွန်းကန့်ခံလဲရပါတယ်နဖျားတက်လန်ကဝလင်းကထွက်လွတ်နိုင်တဲ့စွမ်းအားအလုံးကိုပြသနေပါတယ်လိခုံကိုဖောက်ထင်းပြီးရဲ့နောက်အောက်ကနန်းတော်စီကိုဥတီသွားပါတယ်ထိုးရံနဲ့အတူအရောင်ငါမျိုးပါတယ်မိခိုးတွေကလည်းပါပါတယ်ဒူရရင်ထိုးချိန်မှာဝလင်းရဲ့စပင်တွေကိုထ ောင်မဲစီတဲ့အနေနဲ့ခန်းစားချက်ကထပ်ပြီးတော့ပေါ်လာပါတယ်ဒီတစ်ခါတော့အရင်အထက်ပို့ပြီးတော့ပြင်းထန်ပါတယ်နန်းတော်ထဲကနေအဖျော်လက်တစ်ဖက်ကထွက်လာပြီးနဖျားတက်လှန်ကိုလက်ညှိုးနဲ့ထိုးလိုက်ပါတယ်ရောင်စုံပန်းပွင့်နေရာကောင်းကင်မှာပေါ်လာပါတယ်အရန်ဥမများလွန်းနာကြောင့်ကောင်းကင်တစ်ခုလုံးကိုချက်ချင်းပဲဖုံးလွှမ်းသွားပြီးနဖျားတက်လှန်ကိုရပ်တန့်သွားစီပါတယ်အရောင်ငါးမျိုးမှပါတယ်မိကူကတော့ချက်ချင်းပဲအရောင်ငါးမျိုးပါတယ်ပန်းမွေးတစ်ပင်းအဖြစ်ပြောင်းလဲသွားပြီးလီထဲမှာပြန်ဝင်နေပါတယ်အဖျော်ပုံကြီးကလည်းထွက်လာပြီးသူမရဲ့လက်ပါတဲ့လက်ကိုမျောက်လိုက်ပါတယ်ဝယ်လင်းကိုအစ်ဆက်တဲ့အကြည့်နဲ့ကြည့်ပြီးလက်ညှိုးနဲ့ထိုးလိုက်ပါတယ်ထိုးချိန်မှာဝယ်လင်းရဲ့မျက်လုံးတွေ ရာရုတ်တရက်ကျင်းသွားပြီးပဇဟကတခုခုကိုထွက်ထုတ်လိုက်ပါတယ်ထိုရာတော့မိတော့တခင်ကပေးခဲ့တဲ့အကောက်ဝဲပစိပါမိုးကြိုးကောင်းလေးပုံနယ်ပယ်ရဲ့အစိပ်ပိုင်းတစ်ခုပါအစိပ်ပိုင်းမှာအကွဲကြောင်းနဲ့အများကြီးရလဲရှိနေပါတယ်ထိုရာတော့အလုံးစုံမြင်ရှိသူရဲ့ဤပညာကြောင်ဖြစ်တာပါထိုအချိန်မှာကောင်းကင်ဘုံအစိပ်ပိုင်းကထွက်လာပြီးချက်ချင်းပဲပေတထောင်အကျဲထိကြီးထွက်လာပါတယ်။တူရတဲ့ကောင်းကင်ဘုံအစိပ်ပိုင်းကပေါ်လာတဲ့အချိန်မှာပဲအစိပ်ပိုင်းနေပုံမှာပန်းပွင့်နေအများကြီးရပွင့်လာပါတယ်။ထိုပန်းပွင့်နေကအရန်ဥမလာပြီးတင်းပြန်းတဲ့ရင်းနှံများကိုထွက်လို့နေပါတယ်။ငါသတိပေးပြီးသွားပြီ။ ထိုသာပေမဲ့အစ္စရေးအတန်တစ်ခုဟာပြတင်ထက်သွားပါတယ်ထိုအတန်ပေါ်လာတဲ့အချိန်မှာပန်ပွင့်နေဖုံးလန်းနေတဲ့ကောင်းကင်ဘုံအစိပ်ပိုင်းဟာရုတ်တရက်ကွဲကျသွားပါတယ်ကောင်းကင်ဘုံအစိပ်ပိုင်းနေရာပြိုကျသွားတဲ့အချိန်မှာပန်ရဲနန်းနေရာဝင်လင်းစီကိုရောက်ရှိလာပြီးမမြင်နိုင်တဲ့တိုက်ခိုက်မှုတစ်ခုဟာသူ့ရဲ့ခန္ဓာကိုယ်ထိမှန်လာပါတယ်သူ့ရဲ့အတွင်းကအလုံးကပေါက်ထွက်သွားသလိုခံစားရပြီးသူ့ရဲ့ဘဝကိုချောင်းအထုတ်လိုက်ပါတယ်ကြောင်းမှုတွေဟာဝင်လင်းရဲ့မျက်လုံးထဲမှာပြင်းထန်ပြီးသူကအမြဲပဲဆုတ်ခွာလိုက်ပါတယ်သူကဘာလို့လဲပန်ပွင့်ကောင်းကင်ဘုံသားတယောက်ဖြစ်နိုင်လား ဝန်လင်းရဲ့ဥယျာဉ်ပြားထုံကျင်သွားပါလေသူမှရှေးအောင်နှဖျားခန္ဓာကိုရှိနေလို့တော့ကန့်ကုန်းသွားတယ်ဆိုတာသူကသိပါတယ်တမန်ကြီးညံ့သူတယောက်ဆိုရင်တော့သူကတရားမှအသေးချပါ ဒီလိုဖြစ်နေပေမဲ့သူ့ရဲ့ခန္ဓာကနာကျင်မှုကြောင့်သူ့ရဲ့စိတ်ကပါတုန်လှုပ်သွားပါတယ်။ကောင်းကင်ဘုံအစိတ်ပိုင်းကပြုတ်ကွဲသွားတာဝန်လင်းုံအန်းတင်းစိတ်ပါတယ်။အလုံးစုံမရှိသူရဲ့နီးပညာကြောင့်ကောင်းကင်ဘုံအစိတ်ပိုင်းမှာအကွဲချောင်းတွေဟာပေါ်နေပေမဲ့အလုံးအမအစွမ်းထက်တဲ့ကာကွယ်ရေးပစ္စည်းတစ်ခုဖြစ်နေစေပါပဲ။ဒါဝရင်အမျိုးသမီးရဲ့လူမျိုးတစ်ချောင်းကြောင့်ထူးဆန်းစွာနဲ့ပြုတ်ကွဲသွားပါတယ်။ဝန်လင်းကအမျက်ဆုပ်ခွရင်အန်းတင်းသွားပါတယ်။အမျိုးသမီးရလည်းအန်းတင်းပြီးခြေလန်းနေငယ်ရှောက်လာပါတယ်။ဝန်လင်းကအစ်စတဲ့အကြည့်နဲ့ကြည့်ရင်သူမရဲ့ညာလက်ကိုမြောက်ကလီဟာနေကိုညှို့လိုက်ပါတယ်။ ထိုအချိန်မှာအန်နီရဲ့အငွေ့တက်ကဝင်လီကိုရေလွှမ်းမှုသူလို့ဖုံးလန်းသွားပါတယ်သူရဲ့ရှင်ဘက်မှာခြုံထွက်နေတဲ့စူတချောင်းကထိုးဖောက်တော့မဲ့လားနာကျင်မှုသာခံစားရပါတယ်ထိုပြင်းထန်တဲ့နာကျင်မှုအောက်မှာသူရဲ့ရှေးအောင်နှဖျားဆွမ်းအားနေငယ်ကိုထပ်မစင်းစားနေပဲအုံပြလိုက်ပါတယ်သူရဲ့ရှင်ဘက်ကနေပောက်ကွဲတက်များထွက်လာပြီးသူရဲ့ရှင်ဘက်ရှိမှမှုံပုံရဲ့အပင်တစ်ခုကပေါ်လာပါတယ်ဒူဝါရင်အမြင့်တရာရှေးအောင်နှဖျားရဲ့ဆွမ်းအားကြောင့်ကျိုးပဲ့သွားပါတယ်အဖြူအောင်ဝင်းဝေထားတဲ့အမျိုးသမီးကမျက်မှောက်ချုပ်ပြီးတင်းငင်ဆောင်နဲ့ပြောလိုက်ပါတယ် ဂူထဲကိုဝင်ရတာအံ့ဩစရာတော့မရှိပါဘူးမိမအရေးချင်းနေရာရှိတယ်ဆိုတော့ငါမြင်ရတယ် ထို့သောပြောပြီးသူမရဲ့ကြောက်စင်းလိုလက်ကိုဘေးကိုညွှန်လိုက်ပါတယ်တခုခုကဖြစ်လာရင်ထွပေးဖို့အတွက်အသင့်ဖြစ်နေတယ်လှန်ကူလီပင်းရှင်တခင်ကချက်ချင်းပဲပွင့်နေတဲ့ပန်းတွေကိုဝေးရခံလိုက်ရပါတယ်ရနန်းနီယာသူ့ကိုဖုံးလဲသွားပြီးသူ့ရဲ့မျက်နှာကချက်ချင်းပဲဖျော့ဖျော့သွားပါတယ်အန်နီရဲ့ကြားထဲမှာသူကချက်ချင်းထိုင်ပြီးပန်းပင်လယ်ထဲမှာကျဉ်ကျန်လိုက်ပါတယ်သူ့ရဲ့ခန္ဓာကိုယ်တွေကအစိတ်ကိုအမြဲဆုံးဖိရှားဖို့အတွက်ကျဉ်ကျန်ရပါမယ်သူကထိုင်နေတဲ့အချိန်မှာပန်းနီယာပိတ်သွားပြီးလှန်ကူလီပင်းရှင်တခင်ကိုဝေးရလိုက်ပါတယ်အဝေးရနေကြည့်မဲ့ဆိုရင်ပန်းပင်လယ်ကိုသာမြင်ရပြီးလှန်ကူလီပင်းရှင်တခင်ကိုတော့မမြင်ရတော့ပါဘူးချန်ကြီးကိုတုံယုံနဲ့ခေါင်းကြီးကောင်လေးတို့ကလည်းကြော င်းနိုင်သွားပါတယ်သူတို့ကစုခွခြင်းပဲပန်းပွင့်နေကြောင်းဖုံးလန်းခံလဲရပါတယ်နိပညာတွေကိုမတုံနိုင်ခင်မှာပဲပန်းပင့်လေကြားတွေကိုရောက်သွားပါတယ်ငွေရောင်အောင်ကိုလည်းပန်းပင့်လေကဝင်ရထားလို့မမြင်ရတော့ပါဘူးပန်းပင့်လေကိုကြည့်တော့ဝင်လင်းတယောက်ထဲရတာကြံတော့ပါတယ်အမျိုးသမီးရဲ့အစ်ဆက်တဲ့အကြီးအကဝင်လင်းစီကိုရောက်လာပါတယ်ဝင်လင်းရဲ့စိတ်ကလည်းတဖန်တုန်လှုပ်သွားပါတယ်သူ့ရဲ့ညာဘက်မျက်လုံးကနေအပြောင်လင်းတစ်ခုကထွက်လာပြီးအပြောင်ဒိုင်းကသူ့ရဲ့ရှေ့မှာပေါ်လာပါတယ်အိမ်တော်မှာတော့ပောက်ခွဲတက်များထွက်လာပါတယ်ပန်းနီယာလီထဲမှာပေါ်လာပြီးအပြောင်ဒိုင်းကဖြစ်တန်းသွားတဲ့အခါပမဲကွဲထွက်သွားပါတယ်ပန်းနီယာပြင်ကျဲသွားပြီးမြေထူးဆန်း ်းလေးရင်းနှန်းကပို့ပြီးတော့ပြင်ထန်လာပါတယ်အဖေအောင်ဝတ်ထားတဲ့အမျိုးသမီးကမျက်မှောက်ကိုပို့ပြီးတော့ကျုပ်လိုက်ပါတယ်သူမကဇရိုးတစ်ထောင်းကိုညာလန်းနဲ့ဆွဲထုတ်ပြီးကြီးလိုက်ပြီးတဲ့နောက်ဝင်လင်းစီကိုပြစ်လိုက်ပါတယ်ဝင်းညင်းကိုပါထုတ်ဖောက်နိုင်တဲ့ခြုံထက်တဲ့အတန်တစ်ခုကဂူတစ်ခုလုံးမှာပစ်တင်ထပ်သွားပါတယ်ဇရိုးကဝင်လင်းစီကိုတက်တက်ပြန်တန်းလာပါတယ်အရန်ကိုမြန်လုံးတော့ဝင်လင်းရအောင်မမြင်နိုင်ပါဘူးသူကဆုတ်ခွနေပောက်ကွဲတန်တွေကိုကြားနေရပါတယ်ပောက်ကွဲတန်တိုင်းကအပြောင်းအလဲတိုင်းကိုထိမှန်တာကိုပြပါတယ်အသက်ရှင်တန်မှုနဲ့တည်ဆုံမှုကြားအချက်တရဝင်လင်းရဲ့ခန္ဓာကိုယ်ကိုဖုံးလွှမ်းနေပါတယ်သူမရဲ့ချင်းချက်မှုအဆင့်ကိုသူကမမြင်နိုင်ပေမဲ့မီရောက်တခင်ထန်းတော်ကို ပို့ပြီးတော့ကြောက်စရာကောင်းတယ်လို့ခံစားရပါတယ်အမျိုးသမီးကသူ့ရဲ့ညာလက်ကိုတဖန်ပြန်မြောက်ပြီး ထူးဆန်းတဲ့လက်အမှတ်သားတစ်ခုကိုဖယ်စီလိုက်ကခတ်တူးတူးလေးပြောလိုက်ပါတယ်တချို့ပန်းသူမကပြောပြီးရတော့အလင်းရောက်ရှိတဲ့နေရာတိုင်းမှာပန်းလေးမရင်မတွက်နိုင်အောင်ပွင့်လာပါတယ်ပန်းပွင့်နေရာအရန်အောင်များလုံးလို့ဂိုးတစ်ခုလုံးကပန်းကပါတစ်ခုဖြစ်သွားပါတယ်သူမကတချို့ပန်းလို့ပြောလိုက်တဲ့အချိန်မှာပဲပန်းနေရာအထုံးထဲကိုရောက်ရှိသွားပြီးညှို့နှံလာပါတယ်ပန်းပွင့်တန်နေရာအမြန်ပဲညှို့နှံသွားတဲ့အခါပွင့်ချက်တွေကပွင့်ချက်မူရချသလိုချွေချလာပါတယ်အမျိုးသမီးရဲ့လက်ကထိုလက်အမှတ်သားကိုဖယ်လိုက်တဲ့အခါပွင့်ချက်အလုံးကဝလင်းစည်းကိုစည်းစင်းလာပြီးသူကမြုပ်နှံတော့မဲ့လားပါပဲထွက်ပေါင်းမရှိတော့တဲ့အခါဝလင်းရဲ့မျက်လုံးတွေက အေးဆက်တဲ့လင်းနဲ့တစ်ခုလင်းလက်သွားပါတယ်ပေါ်ဆမှုတွေတစ်ခုကြောင့်တည်ဆုံးသွားနိုင်တဲ့အခြေအနေမျိုးကိုသူကမကြုံတွေ့ရတာကြားပါပြီသူကလက်တစိတစ်ခုကိုဖိလိုက်ပြီးကောင်းကင်ကိုလွန်ညှိုးထွင်းရင်လေစင့်ခေါ်ခြင်းကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးဝင်တည်ရှိပါတယ်